ိုတိုင်ဖြတ်နေကိုတိုင်သွေးနေတဲ့ကုံတယ်ဆိုတာကနည်းနည်းလေးပဲရှိတယ်။အများစုကတော့ဝယ်ရောင်းဝယ်ရောင်းပဲကုံတယ်သူတို့ကကုံတယ်ကိုအဲ့တော့ကိုကလှုပ်ချက်လေးရှိတယ်ဖြတ်တတ်သွေးတတ်တယ်ဆိုရင်ဒါကို့အတွက်အားသာချက်လေးတစ်ခုပဲနမူနာလေးတစ်ခုကြုံတာလေးပြောရလို့ရှိရင်အပွင့်ပုံမကြပန်းမကြတိတ်ပြီးမလှတဲ့ကျွန်တော်တို့မန္တလေးကသွေးတဲ့ပုံစံမဟုတ်ဘူးနဲ့မော်ရဲကသွေးတဲ့ပုံစံလို့ဆိုမန္တလေးမှာပုံမကြဘူးလို့ခေါ်တယ်ကျွန်တော်တို့ကအပေါ်က ဘယ်လောက်လဲအပေါ်ကသုံးချိုးအောက်ကငါးမှုပုံမှန်ဆိုသုံးငါးမှုတွေးတာမို့လားသုံးငါးမှုမဟုတ်ဘဲနဲ့အပေါ်ကပဲခုံးထားမယ်အောက်ကဘာမှမခုံးအပြားလိုက်ကြည့်ပဲအောက်က0ပဲအပြားလိုက်ကြည့်ပဲဆိုရင်ဒါအပေါ်ကမကြတော့အဲ့ဒီလိုမျိုး၃ပွင့်ကျွန်တော်စီကိုလာပြီးတော့မှရောင်းတာအဲ့ဒီတော့ကျွန်တော်က6တောင်းပေးတာနှစ်နှစ်တော့ကြော်ပြီ၃နှစ်ဝင်ကျွန်တော်ရှိသွားတယ်ကျွန်တော်ဖြတ်ပြီးတော့မအဲ့ဒီ6000ကိုကျွန်တော်ဖြတ်ပြီးရောက်လာ17သိန်းရတယ်ဘယ်တော့กว่าသွားလဲအလုံးခဲ့တဲ့3နှစ်က17သိန်းဆိုအခုဆိုရင် 20လောက်တော့နေဆုံးရှိရော20 30လောက်လောက်ရှိသွားပြီဟုတ်တယ်မလား6000တဲ့ဟာကိုလေဘာကြောင့်လဲဆိုတော့ကျွန်တော်ကသွေးချက်ဖြတ်တတ်တယ်ကိုယ်တိုင်ဖြတ်နေကိုယ်တိုင်သွေးနေတဲ့ကုံတယ်ဆိုတာကနည်းနည်းလေးပဲရှိတယ်ကျွန်တော်မှာကိုယ့်ကိုယ်ကိုယုံကြည်မှု confidence ရှိတယ်ဒါနဲ့ပတ်သက်ကိုယ်တိုင်လောက်ထားတာလေ